တရားဓမ္မနာကြကြမယ်သိရာမှတ်သားကြမယ်အဓိကယောဂီတို့ပထမနေ့ညဥ်ပိုင်းကပြောခဲ့တယ်လို့တကယ်မှန်ကန်ခြင်းတဲ့စိတ်ရှိဖို့လိုတယ်တကယ်လိုခြင်းတဲ့စိတ်ရှိဖို့လို့ ဖယားကိုကိုကိုစိကပ်ပါဤတရားကိုကိုကိုစိကပ်ပါဤတန်ခံတော်များကိုကိုကိုစိကပ်ပါဤကိုကိုရီပူဇော်တယ်ပေါ့စိကပ်တယ်ဆိုတာစိကပ်တယ်မေ့မြန်းတယ်ဘာအတွက်လဲလို့မေ့ရင်အဆုံးအမတ်တယ်သင်ယူဖို့အဆုံးအမတ်တယ်ရယူပြီးတော့အဲ့ဒီအတိုင်းလိမ့်နံကျင့်သုံးဖို့ ဆုံးမကိုသင်ယူမယ်သင်ယူထားတဲ့အတိုင်းလိမ့်နာကျင့်သုံးဖို့ကိုကိုရာစိကတ္တအဆုံးမများကို လိမ့်နာကျင့်သုံးရင်ပြည့်စုံပါလေရှင်သာမယ်တန်တရာလေရှင်သာမယ်

ထောက်ပံအဆုံးမမြတ်ပေးနိုင်လေ။ကောကဖြူစင်လိုတဲ့စိတ်ရှိဖို့ပဲလိုလား။မံကံလိုတဲ့စိတ်ရှိဖို့ပဲလိုလား။အရှိခံအပြည့်အဲ့ဒါရှိနေရမယ်။မဖြူစင်မမံကံရင်ပူလောင်ရပြီ။မဖြူစင်မမှန်ကန်ရင်ပြစ်စုံပန်လေပူလောင်ရနိုင်တယ် တန်တရာလေးပူလောင်ပူလောင်ရနိုင်ပြီပြစုပန်တန်တရာဒုက္ခဆင်းရဲကိုညှို့ငေးပြီးတော့ဟောငါတို့ရဲ့ကိုငါတို့ရဲ့နှုတ်ငါတို့ရဲ့စိတ်ဟာဖြူစင်မှဖြစ်မယ်ဖြူစင်ဖို့အတွက်ဘသူပေးနိုင်တယ်လို့မေးရင်ဘုဒ္ဓကပေးနိုင်တယ် ဗုဒ္ဓရဲ့သံတော်များဖြစ်တဲ့သံဃာကပေးနိုင်တယ်။ဘာကိုပေးနိုင်သလဲဓမ္မကိုပေးနိုင်တယ်။ဓမ္မဓမ္မဒါပြင်ယခုလိုယောဂီတို့ဖြူစင်တို့ရဲ့စိတ်မံကံတို့ရဲ့စိတ်ကိလေသာအညစ်အကြေးကင်းဝေးလို့တဲ့စိတ်ကြောင့် တရားဓမ္မအားထုတ်ဖို့ဆိုပြီးတော့ရောက်လာကြတယ်ဒါပြင်ယခုထီတော့ယောဂီတော့ဘယ်လိုရှုမလဲပေါ့ဒီတိုင်တံပလန်ခွေထန်လိုက်ပြီဆိုရင် ဘာတွေထွက်ပေါ်လာမလဲဒါကိုကြည့်ရဘာတွေထွက်ပေါ်လာမလဲပေါ့ခန္ဓာကိုယ်ပုံပန်းတန်တန်ကယုံမဆိုင်ပဲနဲ့ဘာတွေထွက်ပေါ်လာမလဲဆိုတာတတိပြုပါမယ်ဒါသည်လက္ခဏာကိုစောင့်ဖန်းလေလို့ပြောမယ်ဆိုရင်လေဖြစ်တယ် ယုတ်တရားနံတရားတို့ရဲ့လက္ခဏာရှင်လက်ပေါင်းတို့ကြည်နေရင်တော့ရှင်လက်ပေါင်းတို့ပဲတွေ့တယ်။ယခုတော့ရှင်လက်ပေါင်းတို့ကိုအာယုံမစိုက်ကယူမစိုက်တော့ဘူး။ဘာတွေများထပ်ထွက်မလဲ။ရှင်လက်ပေါင်းတို့ဆိုတဲ့ပေါင်းတဲ့တင်ဒီကဘာတွေထွက်လာမလဲလို့အဲ့ဒါကိုကြည်ဆောင်နေလိုက်ရင်အဲ့ဒါလက္ခဏာလက္ခဏာကိုကြည်လို့ဟိုဘက်က ဘေယုတ်တရားဆိုတာတိတ်ရိပ်ပြောလို့ရပြီဒါကတော့ဖြင့်ဘေနံတရားဘေစေတသိက်ဆိုတာတိတ်ရိပ်ပြောလို့ရဆိုပါစို့ယောဂီတို့စိတ်ကလေးကတွေးလာမယ်တွေးတာဟောတာတွေးနေရီဆိုလို့ယုံအားဖြင့်ကြည်ရင်ဒါနှလုံးပေါ့နှလုံးနဲ့မနောဓာအပြင် ပြောကြတာကတော့နှလုံးအကြည်ပေါ့နှလုံးနဲ့မနောဓာတ်ပေါင်းပြီးတော့ဟောတွေးတည်တွေးဆိုရင်တော့သင်္ခါရစေတသိက်ဖြစ်နေတယ်လို့ပြောလို့ရအတွေးဆိုတဲ့စိတ်ပြန့်လွင့်ခြင်းဆိုတဲ့ဒီလက္ခဏာကိုစောင့်ဖမ်းလိုက်တာဟောဘက်မှာယုတ်တရားလေးတွေ့တယ်နန္တရားလေးတွေ့တယ် ဓမ္မမဟုတ်ယောဂီတော့နာနေရီနာနေရီနာနေရီအဲ့ဒါလေးကိုစိတ်သေးကရောက်နေရင်ယုတ်တရားဖြင့်ကြည်ရင်နာရီဆိုတာပထဝီဓာတ်တနည်းအားဖြင့်ကာယအကြည်နာရီနာရီလို့စိတ်သေးသိနေရင်သင်ညာစေတသိတနည်းအားဖြင့်သင်္ခါရအဲ့ဒါကိုမကြိတ်ဘူးခံစားနေရင်ဝေဒနာစေတသိဒါဆိုရင်လက္ခဏာကိုကြည်လို့ဘယ်မှာ ယုတ်တရားယောနန္တရားယောတွေ့နိုင်တယ်ပြီးတော့မှအဲ့ဒီယုတ်နံသည်အနိစ္စဒုက္ခအနန္တအဲ့လိုရှုမှပေါ့နောက်ပြီးတော့ဒီတိုင်းထိုင်ပြီးတော့ဆောင်ဖန်းနာဂအတန်ကြဖတ်ဆိုတရိယသွားလေနာဂအတန်ကြတယ်ဆိုရင် အတန်ကြတော့ဆက်တန်တော့ဘုံကြီးတန်တော့လူတန်တော့ကလေးတန်တော့ဖြစ်မှာပေါ့အဲ့ဒီဘောဖက်ဥပါဒံတိမလိုက်ပေးနဲ့ဒါနာကအတန်ကြတာဒါအတန်ကြတာလုံးလောက်ပဲယူလိုက်အတန်ကြတယ်လို့ပဲယူမယ်ဘယ်အတန်ဆိုတာကို မစီစစ်တော့ဘူးမဝေဖန်တော့ဘူးဘယ်အတန်လို့ယူမယ်အဲ sorry ဘယ်အတန်ညာအတန်လို့မယူတော့ဘူးမစီစစ်တော့ဘူး အတန်ပဲအတန်ဆိုတာနာဆိုတဲ့ယုတ်တရားကကြားစီတာအတန်ကိုဘေနကပါဠိဘလောပါဠိတော်တွေးရင်နန္တရသင်္ခါရစေတသိက်တဏှာဖြင့်နန္တရတဏှာဖြင့်စိတ်တော်တလုံးနဲ့ပြောမယ်ဆိုလေပြောဒါစိတ်ကတိနေတာနာဆိုတဲ့ယုတ်တရားကြီးကကြားနေတာ ဒါဆိုရင်ဒီနာဆိုတဲ့ယုတ်တရားကြီးတရားနိုင်စံဒုက္ခအနန္တစိတ်ဆိုသည်အနိုင်စံဒုက္ခအနန္တအဲ့ဒီလိုပြန်မှန်ဖိုက်ကဖောင်းလိုက်ပိန်လိုက်ကိုတွေ့တယ်ဆိုရင်လေပဲဒါလေကတွန်းကန်တာတတ်လေပါလေဝါယောဥစည်းတဲ့တတ်လေပါ တွန်းလင်ကံဒီလို့တင်ညာမှတ်သားနေရင်စိတ်တဏှာဖြင့်တင်ညာစေတသက်ဟောဒီသဘောတော့ကဒီလိုလုပ်နေတယ်ဖောင်းတာပိန်တာမပြောတော့ဘူးဖောင်းတာပိန်တာကိုအကြောင်းပြုလို့လေနဲ့စိတ်လေနဲ့တင်တင်ညာစေတသက်လေဆိုတဲ့ဝါယုဘောဘကတင်ညာစေတသက်ဒါတို့သည်အနိစ္စဒုက္ခအနတ္တ ဘုရားရှင်ကဘုံတော်သုတ်တံပိဋကတော်တော်များများဒီမှာရူပဝေဒနာသညာသင်္ခါရဝိညာဏအနိစ္စဒုက္ခအနတ္တတလို့ပဲဟောထားတယ်ရှင်လက်ပုံတို့အနိစ္စဒုက္ခအနတ္တလို့မဟောထားဘူးဝင်လေထွက်လေဟောင်းပိန်အနိစ္စဒုက္ခအနတ္တတို့အလျော်တည့်ရိပ်မပြောထားဘူးဒါပြင်မလုပ်ရမလဲယုတ်တရားနန္တရားကိုမြင်အောင်ကြည့်ရမယ် အဲ့ဒါဒီတဏှာဖြင့်သဘာဝလက္ခဏာကို မြင်အောင်ကြည့်တယ်လို့တလို့ပြောလို့ရတယ်အဲ့ဒီသဘာဝလက္ခဏာဖြစ်တဲ့ယုံဏကို မြင်ပြီးဆိုလိုမှအဲ့ဒီယုံဏပေါ်မှန်အနိစ္စဒုက္ခအနတ္တတင်တာကိုကြတ်လို့ဟောတာမညာလက္ခဏာကိုမြင်တယ်တာမညာလက္ခဏာတင်တယ်လို့တလို့ပြောလို့ရတယ်ဆိုတော့ တဘာဝလက္ခဏာနဲ့တာမညာလက္ခဏာတဘာဝလက္ခဏာကို အရင်ကြည့်တိပြီးဆိုရင်တာမညာလက္ခဏာကိုကြည့်ဒီဘက်ကအဘိဓမ္မာစကားနဲ့ပြောရင်ယုံနံစကားနဲ့ပြောရင်ဒီဘက်ကပရမယုံနံကိုမြင်အောင်ကြည့်ပြီးရင်အဲ့ဒီရဲ့အနိစ္စဒုက္ခအနတ္တကိုကြည့်ဒါကတော့ဟောတုတ်တန်စကားဖြစ်သွားမှာပေါ့ဟုတ်တယ်တေသနာတော် များတည်းမှာအဲ့ဒီလိုတော်တော်များများ ဘုရားရှင်ကိုယ်တော်မြတ်ညွှန်းဆိုထားတာရှိတယ်။ဒါဆိုရင်ယောဂီတို့ကမျက်စိနဲ့ပဲမြင်မြင်နားနဲ့ပဲကြားကြားတွေ့ထတာပဲဖြစ်ဖြစ်တွေးတာပဲဖြစ်ဖြစ်အစင်အပန်အနံ့အယတာတွေ့ထအတွေ့ဒါတော့ပဲမှတ်ပါဘာအစင်ဆိုတာ ဝေဖန်ဖို့စီစဉ်ဖို့မလိုဘူးမြင်ပြီးဆိုရင်ပန်းပဲဘိဟာပဲအဲ့ဒီအထိမလိုဘူးပထမတော့ကြည့်မိမြင်မိမှာပေါ့ဒါပေမဲ့ကိုကဒါအစင်းပဲဒါအစင်းပဲတလောက်ပဲမှအာယုံပြုတ်လာအစင်းဆိုတော့ဘေကမြင်တာပါလေပြန်ရှာအတန်ကိုကြားရင်လေးပဲပထမတော့စက်တန်းတော့လူတန်းတော့ဖြစ်သွားမှာပေါ့ အဲ့ဒီဥပါဒာနဲ့ခန္ဓာလို့ပြောတယ်အဲ့ဒါအဲ့ဒီဥပါဒာနဲ့ခန္ဓာကိုယ်ကိုပဲအနိစ္စဒုက္ခအနတ္တပြန်မှတ်ရတာပြီဒါပေမဲ့အဲ့ဒီအစင်းအတန်ကိုကြားပြီဆိုရင်လည်းပဲဟောဒီအတန်ဒီလက္ခဏာကိုပြန်ဖန်းဖန်းရင်နာဆိုတဲ့ယုတ်တရားစိတ်ဆိုတဲ့နန္တရားသင်္ခါရဆိုတဲ့နန္တရားတစ်ခုခုတွေ့နေမြေ တွေ့ပြီဆိုရင်အဲ့ဒါဒီကောင်းတွေနိစ္စဒုက္ခအနတ္တယုတ်နံအစုခန္ဓာ၅ပါးအစုမျက်စိနဲ့နှာခေါင်းရှာကိုအစုအဲ့ဒီအစုစုကတကုတ်ရင်းစီထွက်ထွက်ပြီးတော့အလုံးလုံးတဲ့သဘောပေါင်းထားတဲ့အပေါင်းအစုကတကုတ်ရင်းစီမတူညီကြဘူးလောက်ထားတဲ့ပြည့်စည်ခြင်းတူတယ်လောက်ပုံခြင်းမတူဘူး ဆိုပါစို့ကွန်ကရစ်နဲ့လုပ်ထားတဲ့အယုတ်ကြီးတယုံတယုံလုံးကကွန်ကရစ်ပဲရှင်သေးကြီးတကောင်ဆိုပါစို့တကောင်လုံးကတော့ကွန်ကရစ်နဲ့လုပ်ထားတာပဲဒါပေမဲ့မျက်စိကပုံပေါ်ထားတယ်နှာခေါင်းကလေးပုံပေါ်ထားမယ်ပါးစပ်ကလေးပုံပေါ်ထားမယ်ရှည်လက်ပေါင်းလူပုံပေါ်ထားမယ်ပုံပေါ်ထားပုံချင်းတော့မတူဘူး ယခုလည်းပဲခေါင်းကနေရှင်ပြန်ထိတော့ခန္ဓာကိုယ်တစ်ခုလုံးကတော့ဓာတ်လေးပါးနဲ့တည်ဆောက်ထားတာဒါပေမဲ့အလုံးလုံးပုံချင်းမတူဘူးမျက်စိကတစ်မျိုးတစ်မြည်လုပ်တယ်နားကတစ်မျိုးတစ်မြည်လုပ်တယ်နှာခေါင်းကတစ်မျိုးတစ်မြည်လုပ်တယ်ပါးစပ်ကတစ်မျိုးတစ်မြည်လုပ်တယ်ခန္ဓာကိုယ်ခေါင်းကနေရှင်ပြန်ထိကတစ်မျိုးတစ်မြည်လုပ်တယ်နှလုံးကတစ်မျိုးတစ်မြည်လုပ်တယ် အလုံးလုံးပုံကြီးမတူလို့နာမည်လေးကိုင်းပြသွားတာဒါဆိုရင်ယောဂီတို့ကဟိုဒါရင်စုပေါင်းထားတဲ့အစုအပေါင်းကြီးကတခုရှင်းစီသူကိစ္စသူအလုံးသူလုံးတာတခုရှင်းစီသူကိစ္စသူအလုံးသူလုံးတာ လောတမြလေအနိုင်စာဒုက္ခအနန္တလောတမြအနိုင်စာဒုက္ခအနန္တအဲ့ဒါပဲမှတ်ပါဒါဆိုရင်ဆိုလိုချင်တာကတော့မြင်တည်တဲ့တပြိုင်နဲ့ဟောဘက်ကဥပါဒံအစွေးတွေပါလိမ့်မယ်ဘယ်သူမြင်တယ်ဘလို့မြင်တယ်အဲ့ဒါတွေသိရင်တတိရှိတာနဲ့ရှစ်ရှင်းဖြတ်ဖြတ်ပြီးတော့ဒါမြင်တာပဲမြင်နေဆိုရင်ဘယ်သူမြင်တာမှမဟုတ် မေခွန်ကချက်ချင်းစစ်မေးဒါမြင်တာပဲပြီးပြီကျွမ်းပဲသူကသူ့ဘက်ကမြင်ချင်းတာမြင်ဒါမြင်တာပဲဘသူမြင်တာပါလိမျက်စိကမြင်တာစိတ်ကတိတံမျက်စိနဲ့စိတ်နှစ်မျိုးအလုံးလုံးနေတာဒီကောင်းနေတရားခံဖြစ်သွားပြီအဲ့ဒီလိုတရားခံသိပြီဆိုရင်သဘာဝလက္ခဏာကိုသိပြီလို့ပြောလို့ရပြီးတော့မှမျက်စိမြင်တဲ့မြန်အနိုင်အနိုင်စား တိတ်တမြန်စိတ်ကလေးတိတ်တမြန်အနိစ္စမျက်စိမြင်တမြန်ဒုက္ခစိတ်ကတိတ်တမြန်ဒုက္ခမျက်စိမြင်တမြန်အနန္တစိတ်ကလေးတိတ်တမြန်အနန္တအဲ့ဒီလိုရှင်းရှင်းမှအဲ့ဒီမြင်ခြင်းကိစ္စမပြီးမရှင်းစက်တိုင်မှတ်နေမြင်ခြင်းကိစ္စပြီးလို့အတွေးရောက်သွားရင်အတွေးကိုဆက်မှတ်ဘလောက်မှတ်နိုင်မလဲ ဘလောက်ဟောကောင်းတယ်ဘလောက်ထွက်နိုင်မလဲခန္ဓာလေးဆိုဟောလှုပ်ရှားနေတဲ့စိတ်ပြင်းနေတဲ့စိတ်ငြိမ်ချက်သွားတာဘလောက်ပြင်းနိုင်မလဲပြင်းစင်ခန္ဓာလေးမိုးတော့ငြိမ်သွားတာပဲမောမမြတ်အနိစ္စဒုက္ခအနတ္တအနိစ္စဒုက္ခအနတ္တနိဗ္ဗာန်ပြီမှတ်နေရင်တော့ကြာပြောရရင်စိတ်ကောင်မထွက်ကျင်တော့လူတယောက်ကိုကြည့်ပြီး ဟင်ဘွေစီဘွေချထားမယ်ကိုကြိုက်တာကြီးပဲဒီလူကပကံပြားနဲ့ရောက်လာအာဟင်ဘွေစီဘွေဟင်ဘွေ၆ဘွေပဲဆိုပါစို့မျက်စိတစ်ဘွေနားနှာခေါင်းရှာကိုနှလုံးဆိုလိုအလုံး၆ဘွေကိုကြိုက်တာကြီးပဲပကံလေးကင်ပြီးပြီးလာပြေးလာတော့ဟိုဘက်ဟင်ဘွေထစ်ဖို့လောက်ပြန်လို့လေဟေးအဲ့ဒီကောင်ကဟိုတော့အိမ်ပြောင်း တင်းတို့တကောဝင်သွားတော့မနစ်စင်လိုက်ရအာရလို့တော့နောက်ဟင်းပွင့်တကုတ်ကြည့်ပြန်တော့လဲဟာဒီနကအမြောက်ကြီးပါထားလို့နောက်ဟင်းပွင့်တကုတ်ထိဖို့လောက်ပြန်တော့လဲဘောတကောဝင်သွားတော့ဘောဟာတကောထိဟင်းရှင်တို့ကဝင်သွားလို့ပါသွားတော့နောက်ဟင်းပွင့်တကုတ်ထိပြန်တော့လဲအကြောင်းတစ်ခုယွန်စရာနောက်နှစ်ခုလင်းဒီလိုပဲယွန်စရာတစ်ခုခုနဲ့ကြုံနေရင်အဲ့ဒီဟင်းပွင့်ကြာရင်မစားချင်တော့ဘူး ရင်းဝဲသွားတယ်။အာတော်ပြီတော်ပြီစမ်းကျင်နေစေပြောင်းသွား။ယခုလည်းပဲမျက်စိနဲ့မြင်တဲ့ပြအနိစ္စနိစ္စဒုက္ခအနန္တမှတ်လိုက်ကြာရင်ရင်းဝဲတာ။ဘယ်ပုံမှန်ရင်းဝဲတာလဲ။မျက်စိပုံမှန်လေးညင်ွေးတဲ့စိတ်ဖြစ်နိုင်တယ်အစင်းပုံမှန်လေးညင်ွေးတဲ့စိတ်ဖြစ်နိုင်တယ်ဒီဖြစ်ပေါ်တဲ့ခံစားတဲ့စိတ်ကလေးပုံမှန်လေးညင်ွေးတဲ့စိတ်ဖြစ်နိုင်တယ်တုံးနဲ့တုံးတော့မတူနိုင်ဘူးပေါ့ အဲ့ဒီလိုညင်းဝေးတဲ့စိတ်ဖြစ်ပြီးတော့မှဒါအပေါ်ဉာဏ်စင်တင်တက်တာပဲဒါကြောင့်ယောဂီတို့ကမျက်စိမြင်တိုင်းအနိစ္စဒုက္ခအနတ္တကြာတိုင်းအနိစ္စဒုက္ခအနတ္တတွေ့ထိတိုင်းတွေ့တော်တိုင်းအနိစ္စဒုက္ခအနတ္တအဲ့ဒါတွေလှစ်ပတ်ပြီးတော့ရှုမှတ်နေရမယ်နိဗ္ဗာန်ရှုမှတ်နေရမယ် ါဖြင့်ရှုမှတ်ဖို့ကဗြဟ္မတော်ဥပါဒံနဲ့တကွာသောစိတ်စေတံပဲလူတံပဲကာတံပဲဖြစ်မယ်တတိရှိတာနဲ့ဒါသည်နာကကြာရန်ဒါသည်မျက်စိကမြင်တဲ့အဲလိုရှင်းရှင်းပြတ်မှတ်ခန္ဓာထဲမှာအတိကလိုက်တဲ့သဘောပေါ့ပြီးမှအဲ့ဒီမျက်စိဆိုတဲ့ယုတ်တရားတိတတ်တဲ့နန္တရားမျက်စိဆိုရဲယုတ်တရားတိတတ်တဲ့နန္တရားဩဒီနှစ်ပါးအလုံးလုံးနေတာ လုတ်တမြန်လေးအနိစ္စပဲဒုက္ခပဲအနတ္တပဲလို့အဲ့ဒီလိုမှတ်မိမှာလုတ်တမြန်အနိစ္စဒုက္ခအနတ္တလို့မှတ်မိနာကျင်ရင်လေဒီလိုစိတ်ကလေးကိုရှုရှာပြီးတော့အရင်ကလေးနားတဲ့နားရည်လေးဆိုတဲ့နားရည်ထုံးလေးကျင်တဲ့ဟာဘလိုဖြစ်တဲ့ဒီလိုဖြစ်တဲ့အဲ့ဒီဝင်တွေ့တဲ့ရှင်းရှင်းပြ နာရီဆိုရင်ကာယအကြည်မှတ်မလားဓာတ်လေးပါးတိတ်ကပထဝီမှတ်မလားတခုမှတ်ဝရှုမှတ်နေကြဆိုတော့ဓာတ်လေးပါးတိတ်ကပထဝီလို့မှတ်ရင်လည်းမှတ်လားပထဝီဥစည်းတဲ့ဓာတ်လေးပါးပေါ့တပါးရဖြစ်တာတော့မဟုတ်ဘူးဥစည်းတဲ့တကောင်ထွက်လာတာဥစည်းတဲ့အကောင်ပဲစကားဥတည်ပြောမယ်ဆိုရင်လည်းပြောရတယ်ပထဝီက ဖြစ်နေတာ ဟောပထဝီကဖြစ်နေတယ်ဒီပထဝီကအရင်လေးဖြစ်ပြီးဟောဘဝကလည်းဖြစ်ပြီးဒီဘဝကလည်းဖြစ်နေမယ်နောက်ဘဝလေးဖြစ်အောင်မှာအဖြစ်ပြီးတော့လေသူကပြတ်ထားပြီဘာမှမဖြစ်ပါအဲ့ဒါကြီးကိုလက်ခံလိုက်ပြေဖို့လေမကြိုးစားနဲ့လှုပ်ဖို့လေမကြိုးစားနဲ့သူဟာသူဒီဟာကြီးနဲ့တိဆောက်ထားတော့ဒါကြီးထွက်တာဒုစင်မဟုတ်ဘူးရင်ွေးစုံမှတော့ပူမှန်ဖို့ ရင်နှွေးပူလိုက်တာမင်းဘလို့လောက်တာလဲလို့အပြစ်တင်လို့မရဘူးရင်နှွေးအနေချင်းတော့ပူမှာပဲဒါကိုကြည့်ရမယ်ဒါဆိုရင်ယောဂီတို့ရှင်တို့ကဒီနေ့တရပဲကြံတော့တာနော်ဒီနေ့တရပဲကြံတာဆိုတော့ဒီနေ့တရအသေးအံမှတ်ရင်လေးပဲယောဂီတို့အတာသမာဓိတည်းကောင်းပြီးတော့ နိုင်ပြီနိုင်ညာလောက်လေးရောက်နိုင်တယ်တရားသာလောက်တရားကဟိုတပန်းလုံးမှတစ်နှစ်လုံးမှလို့မဟုတ်ဘူးကိုညာထည့်ရင်ထည့်တယ်လို့တာသွားတာပဲညာထည့်ရင်ထည့်တယ်လို့နော်အရှင်အပိုင်းရှားနေနေမဆန်ဘူးတရားဆိုရာတရားဆိုရာတပန်းလုံးမှတလန်းလုံးမှတစ်နှစ်လုံးမှဒီလိုလေးပြုတ်လို့မရဘူး ကိုဉာဏ်ဘလောက်ထိပ်ပြီးတော့ဝိရိယဘလောက်နဲ့ကြိုးစားမလဲဆိုတဲ့အပေါ်မှာနေဘူးတည်မျက်စိနဲ့နှာခေါင်းရှာကိုနှလုံးဆိုတဲ့အိန္ဒြေကိုဘလောက်ထိနိုင်မလဲဆိုတဲ့အပေါ်မှာလေမူတည်တယ်။အဲ့ဒီအပေါ်မှာမူတည်ပြီးတော့တရားတွတ်တဲ့လုံညာဆန်လုံးဆိုတာဖြစ်သွားတာ။ဘုရားတော်ဇာတိမန်လေအဲ့ဒီတော့တွေ့ရတယ်။တရှုကတရားတရားမြန်ရသွားတဲ့တရှုကနှစ်နှစ်ကြွေကြွေဘာဖြစ်လို့တော့တဲ့ ဘုရားရှင်ကအိန္ဒြေလုံလို့အိန္ဒြေထက်သန်လို့ဉာဏ်ဉာဏ်ရသွားတယ်အိန္ဒြေနှုတ်ရင်တော့ဖြင့်ကြာတယ်တဲ့အိန္ဒြေဆိုတာမျက်စိအိန္ဒြေမြင်နိုင်မြင်နိုင်မှတ်ရမှာပေါ့ဟိုတိုးကြီးတောင်ကြီးမျက်စိကမြင်တဲ့မြတ်လိတ်တွေးနေရင်အတွေ့တွေရှစ်ကန်းနေရင်တော့မရဘူးပေါ့နာကကြာတိုင်းကြာတိုင်းအတွေ့တွေရှစ်ကန်းနေရင်တော့မရဘူးပေါ့မဖြစ်ဘူးပေါ့ ကြသည်နဲ့တပြိုင်နဲ့ရှင်ရှင်မှတ်ဖို့ကြိုးစားရအောင်ကြသည်နဲ့တပြိုင်နဲ့ရှင်ရှင်မှတ်မယ်အဲတွေ့တီတီနဲ့တပြိုင်နဲ့ရှင်ရှင်မှတ်မယ်တွေ့တီနဲ့တပြိုင်နဲ့ရှင်ရှင်မှတ်မယ်ဩမှတ်မယ်ဆိုရင်ရပါလေယခုတော့တရင်လေးကျွတ်တော့မှဆိုတော့တရင်ကျွတ်တော့မှဆိုတော့ဘုရားကဩနတ်ကြီးကဆင်းလာတော့မယ်အရှင်း ဘုရားကပွာလွင်သုံးလာအဘိဓမ္မာတရားသွားဟောတာတဲ့။နတ်ပြည်ကဆင်းလာတော့မယ်ရှင်။ဆိုတော့ဘုရားကဘလို့မျက်နှာနဲ့ဗာရင်သွားချောက်မှာတော့ကိုရဲ့အကြီးမားဆုံးသောအမြင့်မြတ်ဆုံးသောဆရာသခင်ဘုရားရှင်ကိုရဲ့ခမည်းတော်ကြီးဘုရားရှင်ဒီလောကလုံးမှာတဦးဒေတာရှိတဲ့ဘုရားရှင် ရှင်ဗျာတရင်ကျိုးစုံရောက်လာတော့တရားရှိတဲ့ပုဂ္ဂိုလ်တွေကတော့ရှင်ဗျာတပည့်တော်ဒီလိုရှိတော့တလုံးတရားတွေရပါပြီဗျာတလုံးနှလုံးသွင်းပါပြီဗျာတလုံးကိလေသာတွေစင်ပါပြီဗျာတဲ့ယခုတော့ဘုံဘုံတော့ယုတ်ပြီးတော့မှဘာချောက်ရမလဲမသိသေးအဲရှင်ဗျာတင်ပါဗျာရှိခိုးပြီးပြန်လှည့်ယုံပဲရှိတာ အဲဘုရားကဟေးခဏနေတမပြန်တော့မှနိုင်ခဲ့ပါမယ်ဘုရားရှောက်စရာမရှိဘုရားကတားပါတယ်ဟေးမသွားနဲ့ဟောကိုယ်မှရှောက်စရာမရှိတော့မြန်မြန်ပြေးရမယ်ဂိမ့်ဆိုင်နေဒါကြောင့်ဒီနေ့တနေ့ဆိုရင်လည်းတနေ့ပေါ့အကျိုးကမယုတ်ဘူးတနေ့ဆိုရင်တနေ့ပေါ့အကျိုးမယုတ်ဘူးအရှိန်ကအလွန်တန်ဖို့ရှိတယ်ကိုယ်ကိုတဝန်တွင်း အားရပြီလားပေါ့တဝါတွင်းဖို့အမျက်မထွက်ရင်တောင်မှအရင်မရှုံးဖို့အရေးကြီးတယ်တဝါတော့ကြီးသွားပြီဘုံဘုံတော့ဆိုရင်တဝါရသွားခွန်ကြီးဒီမှာဟိုတဝါတွင်းပြည့်ရင်တရင်ကျွတ်ရင်တဝါရတာပေါ့စေဝါရှိတဲ့ပုဂ္ဂိုလ်ကစစ်တဝါဝါကြည့်ရင်သူအောက်ကငွေတဲ့လူတွေကရှိခိုးရတယ်ကောမဝါတာကြီးလာတယ် တရားမရှိဘူးဒီလမရှိဘူးတမန်တိမရှိဘူးဆိုရင်အဲ့ဒါကိုလည်းအပြစ်ဖြစ်နိုင်တယ်အတ္တပဲရှိခိုးရတာဖြစ်နေတယ်ဒီလတမန်တိပညာကို ရှိခိုးရတာမဟုတ်ဘူးဘုရားကတော့ဝါကြီးတဲ့ပုဂ္ဂိုလ်ကိုဝါငယ်တဲ့ပုဂ္ဂိုလ်ကယဟန္တာပင်ဖြစ်ပါစေတဲ့ရှိခိုးခိုင်းတာမဟုတ်ရင်လည်းဘယ်တော့ဒီကိစ္စရှင်းလို့မကျင်းဘူး ယဟန္တာကိုပဲအနာဂံကရှိခောအနာဂံကိုပဲတဂရဂံကရှိခောတဂရဂံကိုသုတပံကရှိခောဆိုတော့ဒါဆိုရင်ဘသူကယဟန္တာဘသူကအနာဂံဘသူကဘာဆိုတာလဲဘသူကဘလို့သိကြမှာတော့ဘုရားရှင်ပဲမြင်တာနဲ့သိနိုင်တယ်လေအရှင်းချင်းကတော့အကိခတ်လို့ပဲခံမှန်းလို့ရတာဘလို့ဖြစ်တယ်ဒီလိုဖြစ်တယ်လို့ဘလို့မှမပြောနိုင် နောက်ကပြောတယ်ဆိုရင်တော့မှလိန်တာလားဟိုတကယ်ပြောတာလားဆိုတာလည်းရှိသေးတော့ဒါဖြင့်တနှစ်နေရင်တော့အသက်ကကြီးကြီးလာတယ်ပညာကကြီးမလာရင်ဘုံတော့မှအနှစ်သာရမရှိတခုလေတဝါပြည့်တော့တရက်နှစ်ရက်ဒီတရက်နှစ်ရက်အတွင်းဘုံတော့ရောက်ပြီတော့ကြိုးစားကြမယ်တုံးတဲ့တော့ လုံးဝစကားမပြောဘဲနဲ့မျက်စိနဲ့မြင်တိုင်းမြင်တဲ့အတွေ့ကို normalize နဲ့အနာမျက်စိပဲမျက်စိမြင်သမျှအနိစ္စဒုက္ခအနန္တသိသမျှအနိစ္စဒုက္ခအနန္တကြာရင်လေကြာသမျှကြာတဲ့အစဉ်အတန်နောက်ကိုမလိုက်နဲ့ကြာတယ်လို့တိတိနဲ့တပြိုင်နဲ့တရေကလေးထားပြီးတော့ဘောဓာအနိစ္စဒုက္ခအနန္တတွေ့ထည်ရင်လေဒီလိုပဲအနိစ္စဒုက္ခအနန္တတွေ့တိုးရင်လေဒီလိုပဲအနိစ္စဒုက္ခအနန္တဆိုပြီးတော့ ရှုမှတ်ပွားများကြရအောင်ပါ။